အင်္ဂါရှမဲ့ပိုင်းရှင်တွေနေနဲ့မဖြစ်မနေစဉ်းစားမဲ့အချက်တွေကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်၈ရှက်နေနဲ့ဆိုလို့ရှိရင်ကိုကနှစ်နှစ်ရှုံနဲ့ငားမလားလားရှုံနဲ့ငားမလားဆိုတာကိုစဉ်းစားရပါမယ်ကိုကငွေတစ်လုံးတစ်ခဲတည်းလိုတယ်ဆိုရင်တော့နှစ်ရှည်စာရှုပ်ရှုပ်တာကောင်းပါတယ်တချို့ပိုင်းရှင်တွေဆိုလို့ရှိရင်တော့အင်္ဂါရင်ခါဈေးတက်လာနိုင်ခြင်းရှိတဲ့အတွက်နဲ့ နှစ်ရှင်ငားရဲမှုမျိုးကိုရှောင်ကျင်ကြပါရခင်ဗျာနံပါတ်နှစ်ချက်ကတော့အင်္ဂါမျိုးစောက်ကိုရွေးချယ်ရမှာပဲဖြစ်ပါတယ်ကိုကနိုင်ငံခြားသားကိုငားမှာလားတော်မပြေရင်းကမိသားစုကိုငားမှာလားဆိုတာကိုစဉ်းစားရပါမယ်နိုင်ငံခြားသားကိုငားမယ်ဆိုရင်တော့အချက်ချကြားတဲ့နေရာမျိုးဖြစ်ဖို့လိုသလိုကိုယ့်ရဲ့အိမ်တွင်းမှာလည်းရေသွေးပြင်မိတဲ့ပြိပောက်ကတွေကိုပြင်ဆင်ထားမယ်ဆိုရင်တော့အင်္ဂါရင်္ဂါပို့ပြီးတော့ရနိုင်ပါတယ်ခင်ဗျာ။ အင်္ဂါမဲ့ဆိုရင်တော့ရေးကြီးဆုံးအချက်ကတော့အင်္ဂါဇင်နှုန်းတက်မှတ်တာပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ဈေးကွက်နှစ်မှာပြည့်မြဇင်နှုန်းဘယ်လောက်ပေါင်းနေလဲဆိုတာကိုလေ့လာပြီးမှကိုယ့်ရဲ့အင်္ဂါကဇင်နှုန်းကိုမမှန်ကကန်တွက်ချက်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာဆုံးဒီကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ